โอเคအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရှင်းပြပေးသွားမှာကလေးကတော့မူဆတာဒူလတာကြောင်ယုံဒီကြောက်ဒီကြောင်ယုံဒီပါเนาะအဲ့တော့ဘယ်လိုမျိုးကြွားချလဲဆရာကြီးကျွန်တော်တို့ဗီဒီယိုဖိုင်လင်းနဲ့ကရှင်းပြပေးပါဆိုလို့ကျွန်တော်တို့ရှင်းပြပေးလိုက်ပါပြီအဲ့တော့เนาะအဲ့နံပါတ်1မူဆတာကြောက်ဒီကြောက်ဒီဆိုတာကဟောပြောရမယ်ဆိုရင်ကျွန်တော်တို့အစောကတည်းကကြောက်ပြီးသားเนาะကြောက်တဲ့အဲ့အဲ့ဒီຢာကိုကြောက်ရမယ်ဆိုတော့ ဟာတိပိသားပေါ့နော်ကိုကိုတိုင်ကတိပိသားကိစ္စမျိုးတွေမှာသုံးမရတာဖြစ်ပါတယ်ဥပမာဆိုပါတော့အာနေကခေကမူဆော့နာခေကမူဆော့ငါခွေးကြောက်တတ်တယ်နော်ငါခွေးကြောက်တတ်တယ်ဒါခွေးကိုကိုကဆကလေးကြောက်တတ်ပြီးသားကြိုက်ကြိုက်မှန်းသီးလို့လေနော်ဟာလာအဲနောက်တစ်ခုအာနာခွေးရှင်ကမူတတ်တာ နော်ငါငါငါတရေကြောက်တယ်နော်ငါတရေကြောက်တယ်တရေကြောက်တတ်တယ်တရေကြောက်တတ်တဲ့သဘောကိုလည်းသိပြီးသားဆောရတဲ့တရေဆိုရင်ကြောက်ပြီးသားအဲဒီလိုမျိုးအခါဒီမှာဆိုရင်နော်ကျွန်တော်တို့မူစော့တာကိုသုံးပြရတာဖြစ်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုဒူလက်တာဒူလက်တာကကြာပါလဲဆိုရင်ဟို ခုတ်ထိမဖြစ်သေးဘူးပေါ့နော်ဖြစ်ပေါ်လာမျိုးမရှိသေးဘူးကိုကစိုးရင်ပြီးတော့ကြိုကြောက်တာပြောရမယ်ဆိုရင်ပေါ့နော်ဟဲ့လားကြိုပြီးတော့ကြောက်နေရတဲ့အခါမျိုးတွေမှာဆိုရင်တော့ကျွန်တော်တို့ဒူလျော့တာကိုသုံးပြရတာဖြစ်ပါတယ်ဥပမာဆိုပါတော့အော်ရှောမက်တော်လော်ဂျီကာဘာဒူလျော့တာဟဲ့လားနော်စာမွေးကြမှာကြောက်တယ်ဟုတ်ပြီနော်အဲ့တော့စာမွေးကြမှာကြောက်တယ်စာမွေးကမကြသေးဘူးဖြည့်လည်းမဖြည့်ရသေးဘူးဒါမကြမှာအရန်ကြောက်နေတယ် ဟုတ်လားအဲ့ခုထိမဖြစ်ပေါ်သေးတဲ့အဟာတွေကိုမဖြစ်ပေါ်သေးတဲ့ကိစ္စတွေပေါ့နော်ကိုကစိုးရိမ်ပြီးတော့ကြိုကြောက်နေတဲ့အခါမျိုးတွေမှာဆိုရင်တော့ကျွန်တော်တို့ဒူလက်တာကိုတုံးပြရတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့အာရှိစွာကာဘာဒူလက်တာ နော်အမားလုံးကြီးမှကြောက်တယ်ဆွန်ဆန်နီအဖေဆိုဆီဆွာကဘုံဒူလတာနော်ဆရာရှင်မှာအမားလုံးကြီးမှကြောက်တယ်အဲဒီလိုမျိုးလေးသုံးပြရတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပြန်ပြောရမယ်ဆိုရင်မူဆော့တာကြောက်တီနော်ကြောက်တယ်ဘယ်လိုခါမှလဲဆိုရင်ကျွန်တော်တို့ကိုကိုတိုင်းကကြောက်တစ်ခုစုံတစ်ခုကိုကြောက်ရုံပြီးသားပါနော်ကြောက်တယ်ကြောက်တတ်တယ်ဟာလာတစ်ခုကိုကြောက်တယ်ဆိုတဲ့အခါမှာသုံးပြရတာဖြစ်ပါတယ်ဒူလတာကြတော့ ဟိုဖြစ်မလာသေးတဲ့ကိစ္စပေါ့နော်အခုဒီဖြစ်မလာသေးတဲ့ကိစ္စတွေမှာဆိုရင်တော့ကျွန်တော်ဟိုဒူလျော့တာကိုသုံးပြရတာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်မူသောတာဒူလျော့တာဒီနှစ်ခုရဲ့ကွန်ချာချက်လေးကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်